ရန်ကုန်နေပြည်တော်အမြန်လမ်းမှာရန်ကုန်ကနေနေပြည်တော်ကိုလူနာပို့ဆောင်တဲ့လူမှုကူညီရေးအသင်းကလူနာတင်ရင် မတော်တဆတိမ်မောက်မှုဖြစ်ပွားပြီးလူနာရောလူနာဆောင်မှာတည်ဆုံးခဲ့ကရင်မောပါပရာဟိတအတင်းသား၃ဦးလည်းပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ်ပြီးခဲ့တဲ့မတ်လ16ရက်နေ့မနက်9နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ပြီးအဲဒီနေ့ည7နာရီမိနစ်40အချိန်မှာပဲပြင်းထန်ဒဏ်ရာရပရာဟိတအတင်းသား၃ဦးတွေကအသက်16နှစ်အရွယ်မတ်အိမ်ညံတို့ဟာရန်ကုန်စေယုံကြီးမှာစေကူတာမှုခံယူနေစဉ်ရရှိထားတဲ့ဒဏ်ရာတွေနဲ့ထပ်မံတည်ဆုံးခဲ့ပါတယ်။ လ16ရက်နေ့နေ့လယ်တနားရီမှာကွယ်လွန်သူမဲ့အိမ်မြတ်တို့ရဲ့အတုဝရှုအခမ်းအနားနဲ့တကြိုးဖို့အတွက်လိုင်တရာမြို့မှာရှိတဲ့ထိမ်မင်းတုတ်တံမှာပြုလို့ရရန်ကုန်အခြေဆိုင်ပရဟိတအသင်းအတော်များများကဝန်နေချင်းအထိတ်အမှတ်အနေနဲ့လိုက်လံပို့ဆောင်ကြပြီးကွယ်လွန်သူပရဟိတအသင်းသူမဲ့အိမ်မြတ်တို့ရဲ့မိသားစုရှင်ဘောပါလူနာနဲ့လူနာဆောင် မိသားစုတွေအပြင်ပြည်သူကိုပါအဖွဲ့အစည်းအသီးသီးကအသင်းအဖွဲ့တွေရဲ့ကိုစားအသင်းတချို့ကဥဆောင်တောင်းပန်မှုမီဒီယာကနေတဆင်လဲပြောကြားလာတာဖြစ်ပါတယ်။ ကြီးပါလာတဲ့ဟိုကျွန်တော်တို့ဒီလူနာတွေရောလူနာရှင်တွေရောဟိုဒီကျွန်တော်တို့ဗော်ဒီယာတွေရောတကယ်ပဲဆိုးရှုံးနေတာပါပဲစိတ်လဲစိတ်မကောင်းပါဘူးအဲ့တော့ဒီအများပြည်သူပေါ်သားကျွန်တော်တို့ဒီမြန်မာလူလို့ဆက်ရ BFF ကွန်ကန်ဖွဲ့ချုပ်ကနေပြီးတော့ပေါ်ဝါနေပြီးတော့လေကျွန်တော်တို့မျိုးမျိုးမေတ္တာရက်ခံတောင်းပါဝင်ချတာပါပါခင်ဗျာ ဲ့တော့ကြောက်လဲကျွန်တော်တို့ဒီမှာလာရပူပေါင်းဆောင်ရွက်နေတဲ့ pride ကြီးတော်တွေကိုလည်းကျွန်တော်တို့ဒီရက်ဘက်ကလည်း pride တွေဆောင်ရွက်နေမှာဆက်လက်ပြီးတော့မှလှူချဖို့အတွက်ကိုလည်းကျွန်တော်တို့လည်းလေးစားနေလဲဒီမှာကာရဝတရားထားပြီးတော့မှနောက်ဆုံးအခမ်းအနားတစ်ခုကိုကျွန်တော်တို့အားလုံးဆက်လက်ပြီးတော့တကယ်လည်းစဉ်းစားဖို့နဲ့ဆုံးရှုံးရတဲ့အခါမှာကျွန်တော်တို့အများကြီးကူးစုပြောထောက်ခဲ့တဲ့အခါမှာလည်းခက်ခဲရှိခဲ့ပါတယ်ဒီကလေးတွေဒီစေတဝန်ထမ်းဖို့ဆိုတာလည်းမလွယ်ကူပါဘူးအဲ့တော့ကြောင့်လည်းကျွန်တော်တို့လည်းဒီဒေါက်တာစေတဝန်ထမ်းနေလဲဆုံးရှုံးမနေတာအောင်ကျွန်တော်တို့ဘက်ကလည်းအများကြီးကူးပြောင်းလဲပြီးတော့မှလက်ရှိပေါ်တော့ဖြစ် ပေါ်နေတဲ့ကာလာဘတ်လို့ပါလဲထင်းထင်းထင်းနဲ့ပြန်လဲပြီးတော့မှအများပြည်သူကိုခွေတဲ့သားသမီးလို့ကျမ်းမဆောက်ရှောက်မှုကိုချိန်ရတဲ့ပြည်ကြီးဆောက်ရတဲ့အောင်ပြန်လဲလက်ပတ်ပါမယ်လို့အဲ့ဒါလေးလည်းပြောကြကြတယ်ဆိုရင်ပြီးတော့မောင်းရတဲ့အချိန်ခါမျိုးကြီးရှိပါတယ်။ရှိတဲ့အခါကျတော့ကျွန်တော်ပရိဒါသမားတွေပြောကျင်တာပါလဲဆိုတော့ဘလို့အကြောင်းမျိုးပဲရှိရှိမိမိရင်ကျမ်းမာရေးမိမိရင်ကျန့်ခံရေး ိမိရဲ့ကျမ်းမာရေးလမ်းပန်းရဲ့အနေထားကိုကြည့်ပြီးတော့လူနာရှင်တွေတိုက်တိုက်တွန်းတွန်းမောင်းခိုင်းနေဆိုရင်လည်းနည်းနည်းလေးတော့ကျွန်တော်တို့မိမိအတွက်ပြန်စင်စားစီခြင်းပါပဲကျွန်တော်တို့ပရိဒတ်သမားတွေကမိမိအတွက်စင်စားဖို့အင်မတန်ခဲယဉ်တယ်ရင်မတော်တဆမှုဖြစ်ပေါ်ခဲ့တဲ့လိုင်သားရအခြေဆိုင်အောင်စေပရဟိတအသင်းရဲ့ဥက္ကဋ္ဌကလည်းသူ့အသင်းကိုယုံကြည်စွာနဲ့နေရပြန်လူနာလိုက်ပါပို့ဆောင်စေခဲ့ရမှာ ခုလိုဖြစ်စဉ်ဖြစ်ရတဲ့အပေါ်များစွာစိတ်မကောင်းဖြစ်ရကြောင်းနဲ့နေချင်းပြန်ခရီးမို့မအိတ်မြန်တို့လိုက်ချင်တာကိုခွင့်ပြုပေးခဲ့မိကြောင်းအခုဖြစ်ရတဲ့အတွက်တောင်းမန်စကားကလွှဲရင်ပြောစရာစကားမရှိပါကြောင်းလည်းပြောခဲ့ပါတယ်ဘုလိုနင်းသူမအိမ်မြလို့ရဲ့ ီးတော့ပူဆောင်ပေးကြတဲ့ဖလိုက်တညီကိုမောင်မညာရောက်ခွက်သူရောက်ခွက်သားလမ်းလူလမ်းသားနဲ့အဖက်ဖက်နည်းနည်းအရေအသားနေပြီးတော့လာရောက်ပြီးတော့ဝိုင်းဝန်းပြီးတော့ဇာပနာကိုကိုညီဆံဘူးလိုက်ပါပူဆောင်ပေးကြတဲ့လူတွေအားလုံးကျွန်တော်အောင်ဒီလူမှုတဲ့တဲ့ဤနဲ့ပုံရတရားအနေနဲ့အမားများရှိလို့ရှိရင်ဝန်လို့ပေးပါလို့ကျွန်တော် ဒီနေရာနေတော့တောင်းမှန်ဒါတွေတခုမဲ့ကျွန်တော်ပြောစရာရှိပါဟိတအတင်းသားတူဖြစ်လာဖို့မလွယ်ကူကြောင်းနဲ့တက်ကြွတဲ့လူငယ်လူရွယ်တွေရဲ့ပရဟိတစိတ်ကိုအခုလိုဖြစ်ရကြောင်းဝေဖန်ပြစ်တင်မှုတွေကြောင့်မပြည့်စည်စေခြင်းပဲနားလည်ပေးကြဖို့လဲလောကဟိတဝဟလူမှုကူညီရဲ့အတင်းနဲ့လင်းလက်လူမှုကူညီရဲ့အတင်းတို့ရဲ့ဥက္ကဋ္ဌနှစ်ဦးကပြည်သူကိုမြစ်တာရက်ခံခဲ့ပါတယ်။ နောက်နောက်လေ့ကျင့်မှုတွေကိုစဉ်ဆက်မပြတ်ပြုလုပ်ထိန်းချုပ်သွားမှာဖြစ်ကြောင်းလဲအဆိုပါမအိတ်မြင့်တို့ရဲ့ဇာပနအခမ်းအနားမှာပဲဂရိပြုပြောဆိုခဲ့ကြပါတယ်။ ောက်ဆုံးဆိုလိုချင်တာကကျွန်တော်တို့ဒီလူနာတွေပို့တဲ့အချိန်မှာလူနာရင်ကားပေါ်မှာပါတဲ့ပရိုက်တာသမားတွေကဒုတိယကျွန်တော်တို့ဟိုပါတော့တားကောင်မဖြစ်အောင်သူကျွန်တော်အမြန်တတိပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလုံရင်းကန်ရင်နဲ့မှားရင်ဖြစ်လို့ရှိရင်ကျွန်တော်ဒုတိယတားကောင်ဖြစ်သွားပါတယ်မမျော်လင့်မဲနဲ့ဘာဖြစ်လဲဆိုတော့သက်ဆိုင်ရာရဲ့ဥပဒေရဲ့ကျွန်တော်တို့ဆုံးမအရေးယူတွေခံရတယ်အဲကျွန်တော်တို့မလွတ်လားဖြစ်နေကျွန်တော်တို့ငွေကြေးချင်းကြတွေများတယ်အဲ့ဒီမဖြစ်အောင်လို့ကျွန်တော်တို့ရဲ့သက်ဆိုင်ရာပရိုက်တာသမားတွေကကျွန်တော်အမြဲတမ်းကျွန်တော်တို့ထိန်းချုပ်ပြီးတော့ ကလေးတွေကိုအမြဲတမ်းကျွန်တော်နောက်ကနေပြီးတော့ဟိုကပေါ့ support လုပ်ရတယ်ဒီဘက်ပြည်သူတွေလည်းကျွန်တော်တို့ကဟိုဒီလိုမျိုးနောက်နောက်နေမဖြစ်အောင်လို့ကျွန်တော်တို့ဘက်ကလည်း ထိမ့်သိမ်းပြီးတော့မှခယူးဒီဇိုင်းနဲ့စီးနဲ့ကန်းနဲ့ကျမတို့ကဆောင်ရွက်ပေးမယ်။နောက်မိဘပြည်သူအနေနဲ့လည်းကျမတို့ဘောမှာပေါ့နော်အဆိုးတွေမမြင်မဲနဲ့တော့တက်နိုင်တဲ့မြတ်အကောင်းလေးမြင်ပေးဖို့ကျမတို့ရဲ့မိဘပြည်သူတွေအပေါ်မှာစမ်းမရင်းနဲ့တကွတခြားစောင့်ချောက်မှုအရေးကိုလည်းကျမတို့24နှစ်ရည်ရမ်းနိုင်အောင်လို့ဒီနေရာနေလည်းကျမတို့စူးစမ်းမယ်ဆိုတဲ့ဟာကိုကတိသစ္စာပြုပါတယ်မိဘပြည်သူပေါ်မှာလည်းကျမတို့ရေဟိုပြောမဆုံမတာရှိခဲ့ရေတခုခုပေါ့နော်အမအရွေးများတွေရှိခဲ့ရင်လည်းကျမတို့ဒီနေရာနေတောင်းပန်ပါရစေ ဝင်မောင်းမြင်စီးနေလာတဲ့လူနာတင်ရင်ကရန်ကုန်နေပြည်တော်အမြန်လမ်းမကြီးမိုင်တိုင်အမှန်68မိုင်6ဖန်လုံးအနီးမှာလမ်းပေါ်တက်လာတဲ့ခွေကိုရုတ်တရက်ရှောင်းတင်းစဉ်လမ်းလေကျုံပေါ်ရှိထမ်းမင်းနဲ့ခေပင်တို့ကိုဝန်တိုက်ခါ၃လေးဘက်ခန့်လိမ့်သွားပြီးလမ်းလေကျုံပေါ်မှာကန့်လန့်ဖြက်တိတ်မောက်ခဲတာလို့သိရပါဗျ။ဖြစ်စဉ်အတွင်းရင်မော်ပါလူနာရော လူနာဆောင်မှာပြင်းထန်ဒဏ်ရာရရှိသေဆုံးခဲ့တဲ့အပြင်လိုက်ပါပို့ဆောင်တဲ့ပရဟိတအတင်းသား၃ဦးမှာမတ်အိတ်မြတ်တို့ကွယ်လွန်သွားပြီးဖြစ်ခါ ຈັນອະມືຕາລຸງເງຫນອູມາແລະອະເທດຊິນຕັນຫມູ່ຍົງກັນເນຍະເຊອະໄຊອິນເນເຊຍົງຕັດຍောက်ກຸດຕະເນຍະເຊຜິດပါແດ່